ားလုံးမင်္ဂလာပါကျွန်တော်ချက်စီ4ရောနဲ့ပြန်လဲကြိုးစားပါရစေကျွန်တော်တို့ဒီနေ့ကတော့ချက်စီနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ဟူပန်နဲ့ပွဲစဉ်ပြီးတဲ့အခါမှာကျွန်တော်စိတ်ထဲမှာဆွတ်ထင်ကြင်တဲ့ကစားသမားတွေအကြောင်းပြောရအောင်ပါနော်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်တော့ကစားသမားအားလုံးက အကုန်လုံးကောင်းခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာဖောက်မှန်းအပြည့်ပေးခဲ့တဲ့ပွဲလို့ပဲပြောရမယ်ဆိုတော့တိတ်ပြီးတော့မကောင်းတဲ့ကစားသမားကတော့လက်ချိုးရည်လို့ရတယ်ပေါ့နော်ဒါအဓိကအဖြစ်တက်စစ်မာနီယာယူနေတဲ့ LND လက်ပေါ့နော် LND လက်ကတော့ဒီနေ့ပွဲမှာမကောင်းခဲ့ဘူးဆိုတော့အနည်းပြပါစကာကတော့ပွဲပြီးတဲ့အခါမှာ LND လက်ကတိတ်ပြီးစပေးမရလို့ပေါ့နော်အဒီကစားသမားတွေရဲ့နောက်မှာစပေးအလို့တိတ်မရလို့မို့ဒါ low block set တက်အကြောင်းမို့ရုံးကန်ခဲ့ရတယ်လို့ဟိုပြောပေမဲ့လည်းဒီနေ့ကစားသွားတဲ့ လီယန်ဒီလဲရဲ့ကစားပုံကတိတ်ပြော်လဲအားရကျင်တဲ့ဆီကမကောင်းဘူးပေါ့နော်ဒါစိတ်ပိုင်းဆိုင်ရာအရလည်းအရင်ကြီး strong ဖြစ်တဲ့နေရာမှာတော့မပါဘူးလို့ကျွန်တော်တော့မြင်တယ်ဆိုတော့ aggressive လည်းတိတ်ပြီးတော့မဖြစ်ဘူးနာလုံးစိတ်လည်းတိတ်ပြီးတော့မရှိတဲ့ကစားပုံကိုကျွန်တော်မြင်တွေးခဲ့ရတယ်ပေါ့နော်သူကသူဘလို့ပဲ low blow ဆက်တဲ့ချပါစေသူ့ရဲ့ physical သူ့ရဲ့အရာအမောင်းနဲ့ဆိုရင် lian dilet ဟာအကောင်းဆုံးကစားနိုင်တဲ့အနေအထားမျိုးရှိတယ်လို့ကျွန်တော်ကမြင်တယ်ဆိုတော့ဒီနောက်ချန်မှာ light နေတဲ့ ကျောက်ပထုံနဲ့တိတ်ပြီးတော့အတွဲမမိလို့ဒါလည်းအလုံးဖြစ်ခဲ့တာလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ပြီးတော့ तू ဟာ right position မှာမရှိဘူးပေါ့နော်တစ်ဖက်က cross တင်လိုက်တဲ့အလုံးနဲ့မှန်သမျှ तू ဟာနေရဘယ်လိုပြောမလဲမှန်ကန်တဲ့နေရယူဖို့မရှိဘူးလို့ပဲပြောရမှာပေါ့နော်ဒါကြောင့်မို့ရုံးကန်ခဲ့ရတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီဘက်မှာစကာကတော့ဒီကသမားကိုနည်းနည်းကပြောပေးသွားတာတွေ့ရတယ်ပေါ့နော်ဆိုတော့ ီနေ့ဘုမဆိုရင်တော့အထူးချီးကျူးရမယ့်ကစားသမားတွေရှိတယ်ပေါ့နော်ကျွန်တော်ကတော့ဒီဟန်သမားတွေနဲ့ပတ်သက်ပြီးတော့ highlight လုပ်ပြီးတော့ပို့ပြီးတော့ပြောသွားခြင်းတယ်ဆိုတော့အဲ့ဒါကတော့ဒီအလန်ရိုကနာချိုနဲ့အန်ဆိုဖာနန်ဒက်ဖြစ်တယ်ပေါ့နော်ဒီကစားသမားနှစ်ယောက်ရဲ့ကစားပုံကိုဒီနေ့ဘုမကျွန်တော်တော်တော်လေးကို တဘောကြတယ်လို့ဟိုပြောနိုင်တယ်ဆိုတော့ဒီနေ့ဘက်မှာဆိုရင်ဒီကျန်းသမားနှစ်ယောက်ရဲ့ဒါ quality ကပေါ့နော်အာကျွန်တော်တို့ဟိုမြင်ကျင်တဲ့ quality ဖြစ်တယ်အာတယောက်ကတော့ဒါ Anso Fernandez ကတော့ Premier League ကပေးတဲ့ official man of the match ရသွားတယ်ပေါ့နော်ဒီ Alejandro Garnacho ကတော့ပြိသက်ကပေးတဲ့ man of the match ရတယ်လို့ပဲကျွန်တော်တော့ပြောချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ပြိသက်တော်တော်များများကလည်းဒီပွဲနဲ့ပတ်သက်ပြီးတော့ Alejandro Garnacho ပဲ man of the match ပေးကြတယ်ပေါ့နော်ဆိုတော့ဒီနေထားနဲ့နှစ်ယောက်တလုံးတောက်ပါခဲ့တယ်လို့ပြောလို့ရတယ်ဒီ left side တနေရာမှာကူရီလာနဲ့ပေါ့ချိတ်ဆက်ကစားပြီးတော့သူတို့နှစ်ယောက်ရဲ့လင့်နေရာတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်ဒီတလုံးဆိုရင်ဒါဘယ်လိုပြောမလဲကိုသမားတော်တော်ကောင်းလို့ဒါလေအလန်ဒိုကနာချူရဲ့ပိတ်သွင်းမှုကဒါကန်ဆိုးခဲ့တာလို့ပြောလို့ရတယ်ပေါ့နော်ဒီအန်ဆိုဖနန်ဒက်ရဲ့ပပနဲ့နဲ့ပေးပို့မှုကနေပြီးတော့အလန်ဒိုကနာချူက မဆိုင်မတော့ပဲကိုဒါ first step မှာနေပိတ်သွင်းတယ်ပေါ့နော်ဆိုအဲ့ဒီတိုင်းမျိုးမှာကိုမရခဲ့တာကတော့နင့်နာခဲ့တယ်လို့ပြောနိုင်တယ်ပေါ့နော်ဒီနေ့ဘောမှာဆိုရင်ဒါ Enzo Fernandez ကစားပုံကိုကျွန်တော်တော်တော်လေးကိုသဘောကျတယ်အာကျွန်တော်မြင်ကျင်ခဲ့တဲ့ကစားပုံလို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်လက်ရှိ Enzo Maresca သွင်းနေတဲ့ဒါ hybrid တင်တဲ့ အပုံစံပြီးတော့ advance age ကိုပြီးတော့နံပါတ်10ကိုဘယ်ညာကစားစီတဲ့ကစားပုံပေါ့နော်အဲ့ကစားပုံကိုတော့ကျွန်တော်ကသဘောမကျတဲ့နေရာမှာပါတယ်ပေါ့နော်ဒီ Enzo Fernandez ကိုတွေးတွင်းနေတီတိုင်အောင်ဟိုတခုခုလုံနေသလိုခံစားနေရတဲ့ဒီလိုမျိုးခံစားနေရတဲ့ညီကိုတွေလည်းခြေကောင်းရှိနိုင်တယ်ပေါ့နော်ဒါကျွန်တော်လည်းအမြင်တူတဲ့ညီကိုတွေလည်းခြေကောင်းရှိနိုင်တယ်ကျွန်တော်တို့အဲ့လိုပဲခံစားနေရတယ်ဆိုတော့ကျွန်တော်ကမြင်ချင်းခဲ့တာအရင်တော့ Enzo Fernandez ဖြစ်တယ်ပေါ့နော်ဒီဒီပွဲမှာဆိုရင်တော့ Enzo Fernandez အရင်တော့ Enzo Fernandez ကိုမြင်ရတယ်ဆိုတော့ Vimbica မှာနာမည်ကြီးခဲ့တဲ့ Enzo Fernandez ကိုမြင် ြင်ခဲ့ရတယ်ကျွန်တော်တို့အတင်းကိုရောက်စတော့ကပိုချက်တီနိုလက်ထက်မှာမြင်ခဲ့ရတဲ့အန်ဆိုဖာနန်ဒက်ကိုမြင်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီဘက်မှာဒါကိုပောင်ဝင်ပတ်သက်မှုမရှိဘဲနဲ့ပရီးမီယာလိဂ်ကပေးတဲ့ official mount the mess ကိုရခဲ့တာဟာဒီအမအတွက်ကတော့အော်ဘယ်လိုပြောမလဲထူဆန်းတဲ့အရာမဟုတ်ဘူးလို့ကျွန်တော်ကတော့ပြောချင်တယ်ဆိုတော့ဒီနေ့ဘက်မှာသူ့ရဲ့ကစားပုံကတော်တော်လေးကိုကောင်းခဲ့ပြီးတော့ကျွန်တော်မြင်ကျင်ဆုံးကျွန်တော်မြင်ကျင်ခဲ့တဲ့ပေါ့နော်ကျွန်တော် personal အရာမြင်ကျင်ခဲ့တဲ့ သာသမားတယောက်ဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့နောက်တစ်ယောက်ကတော့အလန်ဒိုကနာချိုပေါ့နော်အလန်ဒိုကနာချိုရဲ့အဲကစားပုံကဒီနေ့ပွဲမှာတော်တော် impact ကြီးတယ်လို့ပြောလို့ရတယ်ဆိုတော့တစ်ဖက်ကဒီပက်ထိုနက်တိုတို့ရုံးကန်နေရာတိတိုင်အောင်သူရဲ့ဒီ left side ဘယ်ချမ်းကပေါ့နော်အခုတော်တော်လေးကိုချင်းချောက်ခဲ့တယ်တော်တော်လေးကိုဒုက္ခပေးခဲ့တယ်လို့ပြောလို့ရတယ်သူရဲ့ crow တွေကကျွန်တော်တို့ဒီ area ဘောက်ထဲမှာရှိတဲ့ကစားသမားတွေအတုံးမချနိုင်ဂဲလို့ဒါလည်း နစ်နာခဲ့ရတာဖြစ်တယ်ပေါ့နော်သူ့ရဲ့ကစားပုံကဒုတိယပိုင်းမှာရောပထမပိုင်းမှာရောတော်တော်ကောင်းခဲ့တယ်ဆိုတော့ပထမပိုင်းမှာထက်ဒုတိယပိုင်းမှာတော့ပို့ပြီးတော့ impact ကြီးခဲ့တယ် effective ဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီ funny bee သွားတဲ့နှလုံးမှာဆိုရင်လည်းဒီဂိုးသွင်းတဲ့ကသားသမားက ဘယ်လိုပြောမလဲတတောင်းတတ်တာပဲဗျာလုံအောင်ကိုတတောင်းတတ်တာတွင်းရတဲ့အနေထားမျိုးတီကိုဖန်တီးပေးနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အာဒီပရီးမီယာလိနဲ့အသားချပြီးတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်ပရီးမီယာလိရဲ့အထာကိုလည်းအာဒီနေပွဲမှာကောင်းကောင်းနက်ခဲ့တယ်ပေါ့နော်ဆိုတော့ပရမတကူဖန်တီးလိုက်တဲ့အလုံးဆိုရင်အရင်ကဒီအလန်ဒိုကနာချိုဆိုရင် ဖြစ်တယ်လို့ကြုံတယ်လို့တင်လိုက်မှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အာဒီနေ့သူဖန်တီးသွားတဲ့ပရမအလုံးဆိုရင်တစ်ဖက်ကတက်ပြေးလာတဲ့မာလောက်ကတ်စ်တို့သူက မြင်နေတယ်ပေါ့နော်သိနေတဲ့ပုံစံမျိုးပေါ့နော်အသင်းပေါ်ရင်းနဲ့ဘယ်လိုပြောမလဲ relationship ကနားလည်မှုကတော်တော်ကောင်းတဲ့အနေအထားမျိုးနဲ့ကို cross တင်လိုက်တာဖြစ်တယ်ပေါ့နော်ဆိုတော့မာလုကတ်စတိုနေနဲ့ဗမာကိုထူးခြားခြားမလုပ်လိုက်ရဘူး AC ပိတ်သွေးုံမှာပေါ့နော်ဆိုတော့ဒုတိယအကူမှာစွန်ရင်တော့ဒါအန်ဆိုဖာနန်ဒက်ရဲ့အရေးပါပုံကိုလည်းမြင်ခဲ့ရတယ်ကန်တင်ပေးလိုက်တဲ့အလုံးကိုသူ့ရဲ့ face run သွားတာကတော်တော်လေးကိုမြန်တယ်လို့ပြောလို့ရတယ်တစ်ဖက်နောက်တန်းကမိကိုမမီတော့ဘူးပေါ့နော်ဆိုတော့ပိတ်သွင်းရတဲ့ဒီဘက်ထုံးတဲ့လို့ဆိုရင်လည်းတက်တောင်းတက်တာပဲလုံးဝကိုတက်တောင်းတက်တာကိုပိတ်သွင်းခဲ့ရတာဖြစ်တယ်ဆိုတော့ဒီလောက်ထိကိုအလန်ဒိုကနာချူကကောင်းခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့တဖြည်းဖြည်းနဲ့တော့အသားကျလာပြီလို့ကျွန်တော်ကမြင်တယ်ဆိုတော့ဝက်ပြီးတဲ့ခါမှာအန်ဆိုမာရက်စကာကဒီအလန်ဒိုကနာချူနဲ့ပတ်သက်ပြီးပြောလဲဆိုတော့ကနာချူက ဒီနေ့ဘက်မှာတိုးကောင်းခဲ့တယ်ပေါ့နော်ဆိုတော့သူ့အနေနဲ့ audible movement မှာရော on the ball movement မှာရောနှစ်ခုတလုံးမှာကောင်းခဲ့တယ်ဆိုပြီးတော့ပြောသွားတယ်ဆိုတော့အထူးသဖြင့်ဒါ audible movement မှာ Lando Garnacho ရဲ့ကစားပုံကကျွန်တော်တို့ဒါဝင်ကားလေးဆီကနေပြီးတော့လိုချင်တဲ့ကစားပုံဖြစ်တယ်ဆိုပြီးတော့ဒါ Anso Marsca ကတော့ဒါချီချူး သွားတယ်ပေါ့နော်ဆိုကျွန်တော် personality ရဆိုရင်လည်းဒီကားမကိုပဲကျွန်တော် mount တမပေးခြင်းတယ်ပေါ့နော်အဇိုဖာနန်ဒက်ကကောင်းတာမှန်ပေမဲ့လည်းအဇိုဖာနန်ဒက်ကောင်းတယ်ဆိုတော့ကလည်းတည်င်းတော့မဟုတ်တော့ဘူးပေါ့နော်နောက်တစ်ယောက်အနေနဲ့ဆိုတော့ကျွန်တော် Marcus Sto ကိုချီးကျူးခြင်းတယ်ပေါ့နော် Marcus Sto ကတော့ဒီနေ့ပွဲမှာအကောင်းဆုံးဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်သူရဲ့ဒါ professional ကစားသမားဘဝဒါ Chelsea ကစားသမားဘဝပြမာသုံး သွင်းကိုကိုရယူနိုင်ခဲ့တယ်ပေါ့နော်သူဟိုဘယ်လိုပြောမလဲမာရက်စကာစီကနေပြီးတော့ပေါင်၄000လောက်ရခဲ့တယ်ဆိုရယ်တတင်းလည်းတွေ့ရတယ်ပေါ့နော်သူတည်းကျွန်တော်ဒါလေးတော့ဝမ်းသာစရာဖြစ်တယ်ဒီနေ့သူ့ရဲ့ကစားပုံကတပတ်နောက်တန်းကိုပို့ပြီးတော့ present ပေးတဲ့ပုံစံမျိုးကိုတော့တွေ့ရတယ်ပေါ့နော်သိသိပြီးတော့နောက်တန်းကိုတော့အရင်ကြီးကူခဲ့ရတဲ့ပုံစံမျိုးတော့မတွေ့ခဲ့ရဘူးတိုက်စစ်ကိုပဲဦးစားပေးပြီးတော့ဟိုကစားသွားတာကိုတွေ့ရတယ်ပေါ့နော်သူအနေနဲ့အရင်တုန်းကမတူတဲ့ပုံစံကိုဒါမြင်ခဲ့ရတယ်ဘယ်လိုလဲဆိုတော့သူကအရင်တုန်းကဆိုရင် အဒီနံပါတ်10ရိုးမှာ all round ကစားတတ်တဲ့ပုံစံမျိုးလည်းတွေ့ရတယ် impact အနေနဲ့ west cup zero နဲ့ဝင်ပြီးတော့တွဲပြီးတော့ကစားတဲ့ပုံစံကိုလည်း azuma ska ကခင်းကျင်းတာမျိုးတွေတွေ့ခဲ့ရတယ်ဒါပေမဲ့ဒီနေ့ဘောမှာဆိုရင်သူက half speed တွေချဝင်နေဆိုတော့အေရီယာပေါက်ထဲကိုအမြဲရောက်နေတဲ့ကစားသမားအဖြစ်ဒါမြင်ရတယ်ပေါ့နော်ဆိုတော့ကနာချိုရဲ့ဒါဖြတ်တင်ပေးပို့မှုကနေပိတ်သွင်းလိုက်တဲ့ခုမှဆိုရင်လည်းဒါသူ့ရဲ့နေရာယူပုံ မှန်ကန်ခဲ့တဲ့အတွက်ကြောင့်မို့တာကိုရခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့တော်တော်လေးကိုကောင်းခဲ့တဲ့အဲကစားသမားလို့ကျွန်တော်ကတော့ဒီနေ့ပွဲမှာမြင်နေပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့ဟိုဒီကစားသမားရဲ့အရင်သေးဦးတော့ဒါ right foot ဘက်အပြည့်သုံးတဲ့အခါမှာအတန်တရားမရှိဘူးပေါ့နော်ဒီပြမှာစကတခါတလေလူလိုချင်တဲ့ပုံစံတွင်းတဲ့အခါမှာမာလိုကက်စတိုကအမားတချို့လောက်တာကလွဲလို့သူ့ရဲ့အရင်သေးကတော့တန်တရားရှိစရာကစားသမားမဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီဘက်မှာတခြားကစားသမားတွေလည်းတော်တော်ကောင်းခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီနောက်တန်းက Wesley Fofana နာတို့ဒီချလိုပါတို့ကလည်းဒီကမ်းမှာနှစ်ယောက်တွဲရဆိုရင်တော်တော်လေးကိုကောင်းတဲ့ defensive action ကိုပေးတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီ Robert Sanchez ကတော့ဘာမှထူးခြားခြားမလုပ်လဲရအောင်ပေါ့နော်အစီပွန်ဝင်လာတဲ့ခါမှာတော့တိုက်စစ်ရဲ့ကစားပုံကပိုကောင်းလာတယ်လို့ဟိုပြောလို့ရတယ်ပေါ့နော် Liandi လည်းထွက်လာပြီးအစီပွန်ဝင်လာတဲ့အခါမှာတိုက်စစ်မှာပို့ပြီးတော့စုဖြစ်လာတယ်တယောက်နဲ့တယောက်နားလည်မှုပို့ပြီးတော့ ဟိုရှိလာတယ်ပေါ့နော်ဆိုတော့တကူဖန်တီးနိုင်တဲ့အနေအထားမျိုးတော့ရောက်သွားပြီးမဲ့ဘယ်လိုပြောမလဲတစ်ဖက်နောက်တက်နဲ့ deflect ဖြစ်သွားလို့ acid တော့မရခဲ့ဘူးဆိုပြီးတော့တွေးရတယ်ပေါ့နော်ဆိုတော့ဒါလေးတော့ဝန်းနေစရာဖြစ်တယ်ဆိုတော့ ဂျောက်ဘထူအတွက်လည်းဝမ်းသာတယ်လို့ပြောရမှာပေါ့နော်ဂျောက်ဘထူအနေနဲ့နှစ်ပွဲဆက်ခိုးသွင်းနိုင်တဲ့အပေါ်မှာယုံကြည်မှုတစ်ခုတော့ပြန်ရလာလိမ့်မယ်နောက်ပွဲတွေမှာလည်းပိုကောင်းတဲ့ performance တစ်ခုကိုပြနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်နေတယ်ပေါ့နော်ဆိုတော့ပထူနဲ့တူကလည်းဒီနှစ်ပွဲမှာတစ်ပွဲလုံးတိုင်းတားရအန်တာပေါ်ဆုံးဖြစ်ပေမဲ့လည်းကိုတကူတော့တွင်းသွားတယ်လို့ပဲပြောရမှာပေါ့နော်သူရဲ့ကစားပုံကတိုက်စစ်မှာပို့ပြီးတော့ အဒီနေ့ဘွဲမှာပို့ပြီးအလုပ်ဖြစ်တယ်လို့ပြောလို့ရတယ်ဆိုတော့ညီကိုတို့ဘယ်လိုမြင်လဲပေါ့နော်ဒီဘွဲနဲ့ပတ်သက်ပြီးဘယ်ကစားသမားတွေကိုပို့ပြီးနှစ်သက်လဲဘယ်ကစားသမားတွေကတော့ပို့ပြီးကောင်းတဲ့ performance ကိုပြခဲ့လဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးညီကိုတို့အမြင်လေးတွေခန်းစားချက်လေးတွေပြောသွားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မှပြန်တွေ့ပါမယ်